တောင်ကြီးမြို့ပေါ်မှာပိုင်ဆိုင်တဲ့တိမ်ပေါင်းဘီလီယံချီတန်ဆိုင်ကြီးကိုအခုလိုကြွလုံးထုတ်လာတဲ့ဆိုင်ဆိုင်မြန်မာတနေငံလုံးကပြည်သူတွေစိတ်ဝင်စားသွားရောက်လက်ပတ်ကြတဲ့တောင်ကြီးတစောင်းတိုင်းပွဲတော်ကဘာဆိုင်ရဲ့ဇာတိချက်ကျွေးမှုရဲ့မြေဖြစ်ပါတယ်။တောင်ကြီးသားတယောက်ပြီးပြီးဘာဆိုင်ကလည်းပွဲတော်ကြီးကိုအလဲတစ်ခေါက်ပြန်ပြီးတော့သွားရောက်လက်ပတ်ရင်းနဲ့သူပိုင်ဆိုင်တဲ့တိမ်ပေါင်းများစွာတံမိုးရှိတဲ့ဆိုင်ကြီးကိုအခုလိုပဲထုတ်ကြွလာခဲ့ပါတယ်။ဆိုင်ဆိုင်ကအမှုပညာရှင်တယောက်အနေနဲ့ရန်ကုန်မြို့ကြီးမှာအခြေချနေထိုင်ပြီး အလုံးလုံးနေတဲ့ဆိုပေမဲ့ဇာတိမြေမှာအနားယူနေထိုင်ဖို့အတွက်လည်းအခုလိုစိုင်းင်ကြီးကိုဝယ်ယူထားပါတယ်။ဒါမှစိုင်းင်တလုံးတောင်မဟုတ်ပဲမြန်မာငွေနဲ့တွက်မယ်ဆိုရင်တော့တန်မွားဖြင့်တိမ်မောင်းဘီလီယံချီတန်နဲ့အင်မတန်ကိုကြီးကျယ်ခန်းနာလှပါတဲ့အင်ကြီးတလုံးပဲဖြစ်ပါတယ်။ဒီအင်ကြီးကိုပိုင်ဆိုင်ခဲ့တာကြာပြီဆိုပေမဲ့အခုတောင်ကြီးတစောင်းနိုင်ပွဲတော်ကိုအလဲပတ်ပြင်ရင်ကနေအားလုံးကိုထုတ်ပြန်လာခဲ့ပါတယ်။ဒီလောက်ကြီးပမာဏများပြားပြီးတန်မိုးကြီးမားတဲ့အင်ကြီးကိုပိုင်ဆိုင်ထားပေမဲ့ဆန်ဆိုင်ကမာနာကြီးပြီးတော့ဘဝင်မြင့်တဲ့သူတယောက်တော့မဟုတ်ပါဘူး။သူရဲ့ဇာတိမြေကိုအလဲပတ်တောင်းရောက်နေတဲ့ပုံရိပ်လေးတွေမှာဆိုရင်လည်းတကယ်ကိုယူသားဖြူ ူစင်နဲ့ဒေသခံအကောင်လေးတယောက်လိုမျိုးပျော်ရွှင်နေတာကိုတွေ့ရပါတယ်။ အရင်အောင်မြင်တဲ့အမှုပညာရှင်ကြီးဖြစ်တာကြောင့်တိမ်ပေါင်းတောင်းချီတန်ကားကြီးတွေကိုပိုင်ဆိုင်ထားပေးမယ်လေကိုမျိုးကိုရွာဇာတိမြေလေးမှာတော့ဗမာလူတွေနဲ့ပေါင်းပြီးတော့လိုင်းကားကိုတိုးစီးရင်းနဲ့ပဲအယူရှိရှိမဲ့နေထိုင်နေတာကိုလည်းတွေ့မြင်ရပါတယ်။လမ်းမှာတွေ့သမျှပရိသတ်တွေအကုန်လုံးကိုလည်းခင်မင်ဖော်ကြီးစွာနှုတ်ဆက်ပြီးတော့တိုင်းသားလူငယ်တယောက်ပြီးပြီးတောင်ကြီးတစောင်းနိုင်ပွဲတော်ကြီးမှာအရင်ကိုလွတ်လပ်ပျော်ရွှင်နေပါတယ်။ပွဲတော်ရဲ့တလိထုံးစံတိုင်း OCD ပုံတွေကိုလည်းကိုယ်တိုင်ဝင်တီးပြီးပျော်ရွှင်နေတဲ့ပါဆိုင်ကိုကြည့်ရတာကအသက်အရွယ်နဲ့မလိုက်အောင်လွတ်လပ်ပေါ်ပါလွန်နေပါတယ်။ပရိသတ်တွေကလည်းသူတို့မျိုးရိုးကုန်ကိုစောင်းတဲ့အမှုပညာရှင်အစိုးရ တရုတ်စာမင်းသားကြီးဆိုင်းဆိုင်းကိုတခဲနဲ့အားပေးကြရင်တောင်ကြီးတစောင်းနိုင်ပွဲတော်ကပို့ပြီးတော့ပျော်ရွှင်စရာကောင်းသွားခဲ့ပါတယ်။ဆိုင်းဆိုင်းကတော့အလုပ်ဖီအားတွေကြားထဲကနေလွတ်မြောက်စေဖို့အခုလိုတနေ့တစ်ခေါက်ဇာတိမြေကိုပြန်ပြီးတော့အပန်းဖြစ်ရင်းနဲ့အနားယူဖို့အတွက်ဆိုင်ကြီးကိုလည်းတိစောက်ထားခဲ့ပုံပေါ်ပါတယ်။သူရဲ့ဆိုင်ကြီးမှာတကယ့်အကောင်းစားအသုံးဆောင်ပစ္စည်းတွေကိုပဲထည့်သွင်းတိစောက်ထားတာကြောင့်အေဂျင်လာတဲ့တောင်ပေါ်မြို့လေးမှာအနားယူအပန်းဖြစ်ဖို့အကောင်းဆုံးပါပဲ။ အပြင်မှာသာအမနာမထားပဲလွတ်လပ်စွာနေထိုင်ပေမဲ့နောက်ကွယ်မှာတော့အခုလိုအင်မတန်ချမ်းသာကြွားတဲ့လူတယောက်ဆိုတာပရိသတ်တို့လည်းအခုမှသိလာခင်ရပါတယ်။စိတ်သဘောထားလည်းကောင်း၊ရုပ်ရည်ကလည်းချော်ပြီးအရင်အောင်မြင်အရင်ချမ်းသာနေတဲ့ဘဝကိုပိုင်ဆိုင်ထားတဲ့ဆန်းဆန်းခံလိုက်တယောက်ကျင်ရပက်လေးပဲလူပါတော့တယ်နော်။အဆဆအရာပြည့်ပြည့်စုံတဲ့အမှုကြရွှေကိုမင်းသားချော်လေးဆန်းဆန်းတယောက်ဘလို့မင်းကလေးမျိုးကိုရွေးချယ်သွားမလဲဆိုတာကလည်းစိတ်ဝင်စားစရာကောင်းနေခဲ့ပါတယ်။ဒါပေမဲ့အခုချိန်အထိတော့ဆန်းဆန်းတယောက်အချီအင်တောင်ကြီးကိုအနောက်ကိုပို့ထားပြီးအမှုပညာအလုပ်တွေနဲ့ချစ်တဲ့ပရိသတ်တွေကိုပဲဦးစားပေးနေတာဖြစ်ပါတယ်။နောက်ပြီးတစ်ဆောင်တိုင်းမှာလေ တယောက်ထဲလက်ပတ်နေတာကြောင့်သူတို့ကတော့လွတ်လပ်ပျော်ရွှင်စွာနေထိုင်ရတဲ့ဘဝကိုပဲပို့ပြီးတော့ပျော်ရွှင်နေတဲ့ပုံမှာအင်မတန်ကြီးကျယ်ခမ်းနားပြီးသိမောင်းဘီလီယံနဲ့ချီတက်မှုရှိတဲ့စံအင်ကြီးကိုတိစောက်ထားပြီးတယောက်ထဲပဲနေတော့မလားဆိုတဲ့ပြိသက်တည်းရဲ့စာနာမှုတွေကိုလည်းရရှိနေပါတယ်တောင်ကြီးသားလေးစိမ့်ဆိုင်ပိုင်ဆိုင်ထားတဲ့တိမ်မဘီလီယံနဲ့ခြေတံမိုးရှိတဲ့ဆိုင်ကြီးကိုပြိတက်ကြီးတို့ရောသဘောကျရလားဒီလိုမျိုးကြီးမားတဲ့ဆိုင်ကြီးမှာတယောက်တည်းနေထိုင်နေတဲ့စိမ့်ဆိုင်ရဲ့ဘဝကိုရောဘယ်လိုမြင်ကြပါလဲရှင်